ားလုံးမင်္ဂလာပါဒီနေ့ကတော့ဂျပန်စာ grammar ပုံပေါ်နဲ့ပတ်သက်ပြီးတော့မှပဲပြောပြသွားမှာဖြစ်ပါတယ် level တစ်ခုချင်းစီရဲ့ grammar တစ်ခုချင်းစီကိုတော့ပြောပြသွားမှာမဟုတ်ဘဲနဲ့ level အားလုံးကိုခြုံပြီးတော့မှပဲဘယ်လိုလေ့လာရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပဲအဲပြောမှာဖြစ်ပါတယ်ဂျပန်စာ grammar ကတော့အားလုံးသိတဲ့အတိုင်းပဲမြန်မာစာ grammar နဲ့အထားတူလေးတွေတူပါတယ်ဒါကြောင့်မို့လို့မမီရလွယ်တယ်လို့လည်းထင်ပါတယ်မြန်မာတွေအများအားဖြင့်တော့ grammar ကိုပိုင်နိုင်ကျွမ်းကျင်ကြပါတယ် level မြင့်လာတာနဲ့အများ grammar တွေကလည်းအရန်ရှုပ်လာတဲ့အတွက်ကြောင့်မလို့သတိထားပြီးတော့မှမှတ်ထားဖို့တော့လိုအပ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော် level အလိုက်၃ရမယ်စာအုပ်လေးတွေကိုအရင်ပြောပြမှာဖြစ်ပါတယ်။ N5 N4 အတွက်ကတော့အားလုံးသုံးနေကြမြန်မာနော်ညီဟုံးကောစာအုပ်ကိုပဲပိုင်းနိုင်ကျွမ်းကျင်စွာလေ့ကျင့်ထားဖို့တော့လိုအပ်ပါတယ်အခြေခံဖြစ်တဲ့ N5 က grammar လေးကိုတေချာလေးလာဖို့ပြောချင်ပါတယ်နောက်ပြီးတော့မှပဲ N4 မှာပါတဲ့ grammar လေးလောကအခြေခံဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ N5 N4 မှာပါတဲ့ grammar တွေကိုတော့တေချာကျွမ်းကျင်ပိုင်းနိုင်အောင်တော့လုပ်ထားဖို့ပြောချင်ပါတယ် N3 N2 အနွားရတဲ့အခါမှာတော့ grammar လေးတွေလည်းပုံများလာတယ်ပုံပြီးရှုပ်လာပါတယ်ဒီစာအုပ်လေးတွေကောင်းလဲဆိုလို့ရှိရင်တော့စာအုပ်တိုင်းကတော့သူကလည်းသူကောင်းပါတယ် ဆုံးမတုံမဲလည်းကောင်းပါတယ်ဆုံးမတုံမဲအကြတော့တူတဲ့ grammar လေးတွေစုထားပြီးတဲ့တက်ကြောင့်မလို့မှတ်ရတာနည်းနည်းလွယ်ပါတယ်ရှင်ခန်းစမ်းမာစတာလည်းကောင်းပါတယ်ရှင်ခန်းစမ်းမာစတာအကြတော့ခေါင်းစဉ်တူတဲ့ဟာလေးကိုစုထားပြီးတဲ့တက်ကြောင့်မလို့ဒါလည်းအဲကောင်းပါတယ်အဲကျွန်တော်အနေနဲ့ recommend ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ try ကိုပို့တဘောကြပါတယ်ဒီ try ဆိုတဲ့စာအုပ်လေးပါပဲ try စာအုပ်ကတခြားစာအုပ်နဲ့မတူတာကကျတော့ तू က survive ပါပါတယ်ဒီ survive မှာပါတဲ့ grammar လေးကိုတစ်ခုချင်းစီပြန်ပြီးတော့ရှင်းပြထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေဒီဘုံပိုးတွေမှာကပဲနဲ့ဒါ reading အတွက်ပါအသုံးဝင်တယ်နောက်ပြီးတော့ तू CD လည်းပါတယ်အတွက်ကြောင့်မလို့ listening အတွက်ပါအသုံးဝင်ပါတယ်ခန်းကြီးနဲ့ဂေါ်ကြီးတွေပါတစ်ခါတည်းလေ့လာလို့ရပါတယ်ဒါကြောင့်မလို့အားလုံးကိုစာအုပ်တစ်အုပ်ထဲနဲ့လေ့လာလို့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီစာအုပ်ကိုပို့ပြီးတော့သဘောချပါတယ်ဘုံပိုးကိုလေ့လာတဲ့အခါမှာလည်းအချက်လေးချက်နဲ့လေ့လာကြည့်ချင်ပါတယ်ပထမတစ်ချက်ကကျတော့ grammar ရဲ့အတိတ်ပဲ နံပါတ်1ကကျတော့ဘလိုနေရာတွေမှာတုံးတာလဲနံပါတ်3ကကျတော့ဘလိုဖောင်နေနဲ့တွဲတုံးတာလဲနံပါတ်4ကကျတော့ gray ဘွန်းနမူနာဥပမာလေးနဲ့မှတ်သားစီခြင်းပါတယ်ဥပမာအနေနဲ့ try မှာပါတဲ့ grammar တစ်ခုလေးနဲ့မိတ်ဆက်ပေးပါမယ်ဒါကတော့ and one အတွက်ဆိုတော့နည်းနည်းတော့ခတ်သွားနိုင်ပါတယ်အဲဒါဖတ်ပုံဖတ်နည်းမှတ်ပုံမှတ်နည်းလေးကိုနမူနာအနေနဲ့ကြည့်ပေးစီခြင်းပါတယ်ပထမဆုံးကကျတော့ဒီနာရဒေဝနောဆိုတဲ့ grammar လေးပါပဲပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့အဓိပ္ပာယ်ကိုမှတ်ပါမယ်အဲနာရဒေဝနောဆိုတာကကျတော့ဒီမှာပဲရှိတဲ့အရာပေါ့နော်ဥ ဥပမာပြောမယ်ဆိုလို့ရှိရင်တော့လက်ဖက်တုပ်ကကြတော့တခြားနိုင်ငံမှာမရှိဘူးလေเนาะမြန်မာမှာပဲရှိတယ်ဒါကြောင့်မလို့လက်ဖက်တုပ်ကမြန်မာမှာပဲရှိတယ်အစားအစာဖြစ်ပါတယ်ဆိုတဲ့နေရာမှာတုံးတဲ့ချိန်မှာတော့ဒီဂရမ်မာကိုတုံးပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တွေဂျပန်လိုမှတ်မယ်ပေါ့เนาะဘယ်လိုညာမှာတုံးလဲဆိုလို့ရှိရင်ဒီမှာရေးထားတဲ့ A နာနာဒေဝါเนาะ B နနီနနီဝဟိုကာနီဝနိုင်အေဒါခေကမိုဆိုတခုပဲဆနမိုနိုဘီဒါပေါ့နော်ဒါလည်းခဏကကျွန်တော်ပြောတဲ့မြန်မာလိုနဲ့တူတူပါပဲတခြားနေရာမှာတော့မရှိဘူးအေကပဲပိုင်ဆိုင်ထားတဲ့တီးတန်းအရာဘီဖြစ်ပါတယ်ပေါ့နော် အဲအဲ့ဒါဆိုလို့ရှိရင်နံပါတ်3ချက်ကိုပြန်လည်လာမယ်3ချက်ကဘာလဲဆိုလို့ရှိရင်ဘလိုဖောင်နေတဲ့တွေ့တုံးလဲဆိုလို့ရှိရင်ဒီမှာတော့လွယ်တယ်ပေါ့နော် now နာနာဒေဝါနော် now ဆိုပြီးတော့တွေ့တုံးပါတယ် now နာနာဒေဝါနော် now ဆိုပြီးတော့မှာပဲအရှိမ now နဲ့တွေ့တုံးတယ်အနောက်မှာလည်း now နဲ့တွေ့တုံးတယ်ဆိုတော့ဒါတော့လွယ်ပါတယ်တချို့ grammar တွေဆိုလို့ရှိရင်တော့နည်းနည်းရှုပ်တယ်ပေါ့နော်အမ e ဆိုလို့ရှိရင် e ကိုဖြုတ်တူအဲ့မျိုးတွေရှိပါတယ်ဒီ grammar တော့နည်းနည်းလွယ်ပါတယ် နံပါတ်၄ချက်ဖြစ်တဲ့နမူနာဥပမာအနေနဲ့လေ့လာကြပါမယ်။ကျွန်တော်ခဏကပြောတဲ့စာလုံးကိုပြန်စဉ်းစားကြည့်အောင်။လက်ဖက်တုပ်ကမြန်မာမှာပဲရှိတဲ့အစားအစာဖြစ်ပါတယ်ဆိုလို့ရှိရင်လက်ဖက်တုပ်ကမြန်မာနာရဒေဝါနော်တာပဲမူနိုဒက်စ်ပေါ့နော်အဲကြောင့်မလို့လက်ဖက်တုပ်ဟာဆိုလို့ရှိရင်မြန်မာမှာပဲရှိတဲ့အစားအစာဖြစ်ပါတယ်။နောင်နာရဒေဝါနော်နောင်မြန်မာနာရဒေဝါနော်တာပဲမူနိုပေါ့နော်မြန်မာမှာပဲရှိတဲ့အစားအစာဖြစ်ပါတယ်ဆိုပြီးတော့မှပဲတွဲသုံးပါတယ်။ အခုဥပမာတစ်ချက်ကြည့်မယ်။ခိုတမီဇိုဥမီနောဥရဲ့ဒဲနောစကေးတိုဝါခီတာဂိုနီနာရဒဲဝါနောတာနောရှိအာဆိုဘီဒါအဲဒီခဲနေတဲ့ရေကန်ပေါ်မှာစကေးစီးတာဟာဆိုလို့ရှိရင်နော်ခီတာဂိုနီဆိုတော့မြောက်ပိုင်းဒေသမှာပဲရှိတဲ့ပျော်ရွှင်စရာကစားနည်းတစ်ခုပါပဲပေါ့နော်။ခဲနေတဲ့ရေကန်ပေါ်မှာစကေးစီးတာဆိုလို့ရှိရင်နော်တခြားနေရာမှာတော့မရှိဘူး။ ညခွက်မှာဆိုလို့ရှိရင်ဟော့ကိုက်ဒိုလိုဘာလို့မှာပဲဒီနင်းကြရတဲ့ရေခဲတဲ့ရမ်းအေးတဲ့နေရာမှာပဲရှိတယ်အဲကစားနီးဖြစ်ပါတယ်ဘောနော်ဒီတိုကျိုမှာမရှိဘူးအိုဆာကာမရှိဘူးအိုခီနာဝါတွေမှာမရှိဘူးဒီရဲ့ဟော့ကိုက်ဒိုမှာပဲရှိတယ်ဘောနော်ဒီမြောက်ဘက်ပိုင်းမှာပဲရှိတယ်ဆိုတဲ့ဟာလေးပြောရှင်းနေတဲ့ကြောင့်မလို့တခြားနေရာမှာမရှိဘူးဒီနေရာမှာပဲရှိတယ်ဆိုတဲ့နေရာတွေမှာတုံးတဲ့ဟာကကြတော့ဒီ grammar လေးပါပဲ ဟုတ်ကဲ့ပါအဲ့ကြောင့်မလို့အဲ့လိုမျိုးပုံစံမျိုးနဲ့ grammar တစ်ခုလေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်ခဏကပြောတဲ့၄ချက်ပေါ့နော်အဓိပ္ပာယ်ကိုလေ့လာမယ်ဘယ်လိုနေရာမှာသုံးလဲဆိုတာလေ့လာမယ်ဘာ form နဲ့အတွဲသုံးလဲဆိုတာလေ့လာမယ်ဘယ်လိုဥမာစာကြောင်းတွေရှိလဲဆိုတာလည်းလေ့လာပါမယ်အချိန်ရတယ်ဆိုလို့ရှိရင်ကိုပိုင်ဝါကျကိုတိဆောက်ပါအဲ့ကျွန်တော်ခဏကဥမာပေးတဲ့လက်ဖက်တုပ်လုံးမျိုးပဲကိုပိုင်စကားလုံးလေးနဲ့ဝါကျတိဆောက်ပြီးတော့မှတ်တာကပို့ပြီးတော့မမိလွယ်ပါတယ် ဟုတ်ကဲ့ပါဒီနေ့ကတော့ grammar နဲ့ပတ်သက်ပြီးတော့မှပဲပြောပြသွားတာဖြစ်ပါတယ်သိချင်တာရှိလို့ရှိရင်လည်း comment မှာရေးထားပေးပါဦးကျွန်တော်ဗီဒီယိုကိုအားပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုအဆင်ပြေတယ်ဆိုလို့ရှိရင် like share တွေလုပ်ပေးပါဦး YouTube မှာ subscribe လုပ်ရလို့ရှိရင်လည်းလုပ်ပေးပါဦးเนาะဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye